ဖက်ဒရယ်ဝင်းစတရုံတပ်ဖွဲ့မှတာဝန်ထမ်းဆောင်ဖို့တွန်လိုင်းတပ်သားတစ်တွေခေါ်ယူရမှာကိုလက်အင်ကဆုံရှုံထားသူတွေကိုဦးစားပေးခေါ်ယူနေတယ်လို့သိရပါတယ်။ဖက်ဒရယ်ဝင်းစတရုံတပ်ဖွဲ့နဲ့အတူ Research and Development R&D လုပ်ငန်းတွေပူးရဲတာဝန်ထမ်းဆောင်မှုနဲ့ဤပညာတိုးတက်ပြန့်ပွားစေဖို့မနေ့ကမေလ29ရက်နေ့မှာထုတ်ပြန်ထားတာပါ။ဥစားပေးအနေနဲ့တွန်လိုင်းတာဝန်တွေကိုထမ်းဆောင်ရင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကိုလက်အင်ကဆုံးရှုံးခဲ့ရတဲ့စေနာရဲဘော်တွေ လက်ရှိတွန်လိုင်းတပ်ဖွဲ့တစ်ခုခုမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေနဲ့ဆီယနာရှင်ကိုနီးပညာနဲ့တွန်လန်လူသူတွေကိုခေါ်ယူနေတယ်လို့ Federal Wings တပ်ဖွဲ့ထံကသိရပါဗယ်။ကိုလိုင်းငါဆွန့်လုခဲ့ရတဲ့ရဲဘော်တွေအတွက်အခုလိုဦးစားပေးစီစဉ်ပေးတာကောင်းပါတယ်။အချို့လည်းတွန်လိုင်းတဲ့ဆက်ပါနေတယ်လို့အချို့လည်းလမ်းပြောင်းနေတာကိုမြင်ရတယ်။တွန်လိုင်းလွန်ကာလာအတွက်ပါရည်ရွယ်ပြီးပြုစုလေ့ကျင့်ပေးနိုင်ရင်တော့ရဲဘော်တွေရဲ့ဘဝအတွက်ပါအာမခံချက်ရနိုင်မယ်လို့ထင်ပါတယ်။ အခုလက်ရှိမှာတော့တနိုင်ငံလုံးအတိုင်းအတာရဆိုရင်ကိုလိုင်းငါဆွန့်လွတ်ထားရတဲ့ရဲဘော်တွေအတွက်ကမရေမရာတွေများနေတာမြင်ရတယ်လို့စီးရီးသတင်းရင်းမြစ်တူက ARD Times ကိုပြောပါရယ်ပူရန်ဆောင်ရွက်လို့တဲ့တွန်လိုင်းတပ်ဖွဲ့တွေအနေနဲ့မိမိတို့တပ်ဖွဲ့ကအ ਨੇ စုံတပ်ဖွဲ့ဝင်30လွတ်ပြီး Federal Wins ရဲ့ R&D ကိစ္စရပ်တွေမှာပူးတဲ့တာဝန်ထမ်းဆောင်တာနဲ့ဤပညာတိုးတက်ပြန့်ပွားစေဖို့ရည်ရွယ်တာဖြစ်ပြီးစိတ်ပါဝင်စားတဲ့ online တက်ဖွဲ့တွေအနေနဲ့ Federal Wings နဲ့အသေးစိတ်ဆွေးနွေးနိုင်တယ်လို့ဆိုပါရယ်။အဆိုပါ Federal Wings Drone တပ်ဖွဲ့ဟာ drone နည်းပညာနဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတဲ့တပ်ဖွဲ့ဖြစ်ပါရယ်။